ပွဲလန်းတဲ့ဘင်ကိုသွားတဲ့ပွဲချိုက်တတ်တဲ့ပုံပုံမှာအပြစ်၆မျိုးရှိတယ်။ဒါလည်းလို့ဆိုရင်ကာပွဲသွားတာတို့တချင်းဆိုတဲ့ပွဲသွားတာတို့ဟောအတီးပွဲသွားတာတို့နောက်တစ်ခါပွဲဆိုတဲ့အထဲမှာလောင်းကစားပွဲကာစီနိုတို့ဘာလို့ပေါ့နော်ခုခေတ်လောင်းကစားပွဲသွားတာတို့နောက်ပြီးတော့စတေရှိုးသွားတာတို့ခါကျစတေရှိုးကဘုရားလက်ထက်ကရှိလားလို့မေးမိနေရှိတယ်နော် စက်ခုံပေါ်ကပြတာစတိတ်ရှိုးပဲပေါ့အဲ့ဒီလိုနောက်တစ်ခါဒီ tradition နဲ့ကပွဲတွေကိုသွားတာတို့အဲ့ဒီလိုသွားခြင်းဖြင့်ဘာဖြစ်လဲဆိုရင်အင်ရဲ့လုံခြုံမှုလုပ်ငန်းထိခိုက်အင်ရဲ့လုံခြုံမှုကိုလည်းထိခိုက်တယ်ငွေကြေးဒဏ်လည်းထိခိုက်တယ်ကုံဆုံးတယ်ပွဲလန်းသဘင်ကြိုက်လို့ပွဲသဘင်မှာအချိန်ဖြုံးသည့်အတွက်ကြောင့်အလုတ်ကင်လည်းထိခိုက်လာတယ်ဟောအဲ့ဒါကြောင့်မို့လို့ ဒါလည်းပဲအပြစ်6မျိုးလို့မြတ်စွာဘုရားကဒီကရာသွားတာကအပြစ်တစ်ခုတခြင်းဆိုတာသွားနားထောင်တာကအပြစ်တစ်ခုတီးတာမဟုတ်တာသွားနားထောင်တာကအပြစ်တစ်ခုလောင်းကစားပွဲသွားတာကအပြစ်တစ်ခုနော်စတေရှိုးသွားတာကအပြစ်တစ်ခု traditional ကပွဲတွေသွားကြည့်တာကအပြစ်တစ်ခုဆိုပြီးတော့ပြစ်6မျိုးရှိတယ်ကြောင်းမြတ်စွာဘုရားဟောထားတယ်နော်အဲ့လိုလောကကြီးမှာ ဒီဆောင်ရမှနဲ့ရှောင်ရမှလူတော်လူကောင်းဖြစ်ဖို့အတွက်ဆောင်ရမယ်ရှောင်ရမယ်ကိစ္စတွေကိုရှောင်မှသာလဲကောင်းကျိုးချမ်းသာရနိုင်တာဖြစ်တယ်တဲ့